ီတစ်ခါမှာတော့ဆိုမှာအင်ရှင်မတွေအတွက်ကိုယ့်ရဲ့မိသားစုကိုကောင်းကောင်းတိတ်ကဲလုပ်နိုင်မယ့်နည်းလမ်းလေးပြောပြပေးမယ်။အဲ့တော့အင်ရှင်မတွေကကြတော့ပြောရမယ်ဆိုအလွယ်လေးဟိုအိမ်မှာတစ်ခါလေးကြားလို့ရှိရင်တချို့ပစ္စည်းမရှိတဲ့အခါမှာလွယ်လေးတကူဖြစ်မဲ့နည်းလမ်းလေးလည်းလိုတယ်လို့နောက်တစ်ခါကျတော့ကိုယ့်မိသားစုဒါကျမရဲ့အအစပေါ့နော်။ကိုကဆရာဝန်တယောက်မဟုတ်ပေမဲ့စောင့်ရှောက်ဖို့တွေပြီးတော့နောက်ဆုံးပြောရမယ်ဆိုဒီ green နဲ့နန္နာလေးရဲ့အစကိုယ့်ရဲ့မိသားစုအတွက်ကိုကဘယ်လိုမျိုးလုပ်လို့ရှိလဲနော်။အဲ့တော့ကိုက main ကလေးလဲအိမ်အောင်ရှင်မဆိုတာ main ကလေးရတယ်။ main ကလေးဖြစ်တယ်။ပြီးတဲ့အခါမှာပြောရမယ်ဆိုဒီအိမ်အောင်လေးတစ်ခုလုံးကိုကထိ ိမ့်သိမ့်ရတဲ့ main ကလေးလေးဖြစ်တယ်ဆိုတဲ့ခါကျတော့ဒါဆရာဝန်ဆိုလဲဟုတ်တယ်အင်ရှင်မဆိုလဲဟုတ်တယ်အားလုံးပေါ့နော်တော်တော်များများတော့ဟုတ်နေရပဲလေအင်ရှင်မဆိုတာအဲ့တော့ဒီမှာဆိုရင်တို့အတွက်ပေါ့နော်နီလန်းလေးပေးထားတာကအာဂရင်းရက်နဲ့ဒါဂရင်းရက်နဲ့ဆိုရနိုင်ခြင်းအတွက်ပေါ့နော်ဘယ်လိုမျိုးနီလန်းလေးလောက်အောင်လဲဆိုတော့ပြောထားတယ်အဲ့တော့ဒါခုနမနဲ့ပြောသားသလိုပဲဒိန်ချင်ဝင်ပဲတို့သုံးခိုင်းထားတာအဲ့တော့ဒိန်ချင်ဆိုတာချင်တယ်နို့ချင်ဆိုတာအနက်နာမည်လို့ပဲထင်ကြတာနော်ဂရင်းရက်နဲ့အတွက်သူကကောင်းကောင်းအသုံးဝင်နိုင်မယ်လို့ဘယ်သူမှလည်းမထင်ထားဘူးအဲ့တော့ဒီမှာဆိုရင်သူပြောထားတာပါလဲဆို တော့ဂရင်းရနံ့ဆိုခြင်းကိုတဲ့ကိုကရုတ်တရက်ပေါ့နော်ယာယီပျောက်ကင်းစေခြင်းလို့ကိုသားသမီးလေးတွေဒါအเจ้าမောက်ဝဲတတဂရင်းထိုင်နေနေတယ်ပူရှိန်နေငုံသွားဆိုပြီးတော့ပြေးလိုက်မယ်ဆိုလို့ရှိရင်ကလေးကနေတိုင်းနေတိုင်းငုံဒီဟာပဲငုံပေါ့နော်ဒီလိုမျိုးဝင်ဆိုအဓိကဒီ အရင်မြက်ကိုမရဖွေပဲနဲ့ခဏတာဖြည့်ရှင်းနေနေပဲဖြည့်ရှင်းနေမယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးအဲ့လိုမျိုးတဖြည်းဖြည်းနဲ့အဲ့ဒါတွေသုံးမှများလာလို့ရှိရင် green ရဲ့နဲ့ပို့ပြီးတော့ဆိုးတတ်တယ်တဲ့ဒါကတို့ကဟိုယာယီပေါ့နော်ချေရုပ်တရက်အသုံးပြုဖို့အတွက်ပဲတို့ကထုတ်ပေးထားတာဒီကတို့ company တွေကနေပြီးတော့အဲ့တော့ဒါဆိုဆိုမြဲမြဲသုံးမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပြဿနာကိုကုစားပြဖို့အတွက်အဖြေမဟုတ်ပါဘူးတဲ့အဲအဓိကကဒီလိုမျိုး green နဲ့ဆိုတဲ့နဲ့ဆိုတာကိုယ့်ရဲ့ရှားတွေသွားကြတွေပြီးတော့လေကြောင်းအနောက်ဘက်နေရာတွေအဲ့နေရာတွေမှာဘက်တီးရီးယားတွေကောင်းကောင်းယူခိုးအောင်နေတာတဲ့ ြောင့်မလို့ဖြစ်တာအဲ့တော့ဟိုအိမ်မှာရှိတဲ့အဓိကတော့ကလေးတွေပေါ့နော်သူတို့သွားတိုက်တသားသွားတိုက်ဆိုလို့ရှိရင်တိုက်တယ်တိုက်တယ်သူကသူတိုက်ချင်တိုင်းတိုက်ပြီးခဏနေပြီးသွားသူတို့ပါသူတိုက်လိုက်တာအဲ့တော့အဓိကသွားကိုကြကြလေးတိုက်ဖို့အတွက်ကိုကလေတေချာလေးပြောပြပေးရမယ်အဲ့တော့ဒီလိုမျိုးသွားကိုချက်ချင်းမဲ့တိုက်ပြီးတော့ ပေါ့နော်ပလုတ်ရင်းလိုက်တယ်ဆိုတာပဇက်ထဲမှာ green ထဲမှာအဆိုးဓာတ်နဲ့ battery ရပေါက်ဖောက်လို့ပို့ပြီးတော့အားပေးတယ်လို့ဖြစ်သွားသေးတယ်တဲ့အဓိကကအဲ့ဒါကြောင့်မို့လို့သူကသွားကိုဒီပေါ့နော်ပုံမှန်ဒါတတ်မှတ်ထားတဲ့အချိန်အတိုင်းပေါ့တိုက်တိုက်ပေးတင်တယ်ဆိုပြီးတော့လေပြောထားတယ်နောက်တစ်ခုက green ဟိုတကြားပါဝင်မှုများတဲ့ green နဲ့ပျောက်ဆေးတွေကိုပုံမှန်သုံးမယ်ဆိုလို့ရှိရင်လေဟို green ရနဲ့ဟိုရုပ်တရက်ပဲတက်တာမှာကြာရှိတော့မတက်တာနိုင်ပါဘူးတဲ့အဲ့တော့ဂျပန်လူမျိုးတွေရဲ့တွေးရှိချက်ရဆိုလို့ရှိရင်သူကခုနပြောတဲ့ဒိန်ချင်ပေါ့နော်ဒိန်ချင်ဆိုတဲ့နေရာမှာတကြားမပါတဲ့ဒိန်ချင် plane ကို ားတုံးပေးမယ်ဆိုလို့ရှိရင်တော့ဂရင်းရက်နဲ့ဆိုဒီဖြစ်ပေါ်ခြင်းကိုတိတိတသားကိုယော်ပါပြီးတော့တက်တာသွားစီရဲ့လို့ပြောထားတယ်။အဲ့တော့တကြားမပါတဲ့ဒိန်ချင်ကိုတော့ပုံမှန်လေးစားတုံးပေးမယ်ဆိုရင်ဂရင်းရက်နဲ့ဆိုတက်တာစီရဲ့အဲ့တော့အယံမိသားစုကိုစောက်ရှောက်လို့ရအောင်ပေါ့နော်ဒီနီလန်လေးနဲ့နောက်တစ်ခုကဘာလဲဆိုတော့ ဒါကတော့ကိုကိုတိုင်းအတွက်ရောအိမ်မှာသားသမီးလေးသမီးလေးတွေရှိမယ်ဆိုရင်ပေါ့နော်အဲ့ဒါပါလဲဆိုရာသီမလာခင်မှာခံစားရတဲ့ပြဿနာတွေအတွက်တဲ့သူကဖြေရှင်းမဲ့နီလန်းလေးပေါ့နော်အဲ့ဒါပါလဲဆိုတော့အဓိကကအမျိုးသမီးအနေနဲ့ရာသီမလာခင်မှာဟိုနာကျင်ကြိုက်ခဲမှုဝေနာတွေပေါ့နော်ဒါမျိုးတွေကြွက်သားနာကျင်မှုတွေဒါတွေခံစားရတယ်ဆိုတာကပြောရမယ်ဆိုရင်တော့တော်တော်များများတော့ခံစားနေရတာပဲဒါပေမဲ့စိုးစိုးရွားခံစားရင်တော့ဒီယောယောဂရေးမြစ်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်ဆိုပေမဲ့ပုံမှန်ခံစားနေရတဲ့အမျိုးသမီးတွေကဘာလဲဆိုတော့သူတို့ကကယ်လ်ဆီယမ်ဓာတ်ချို့တဲ့နေလို့ဖြစ်တာအဲ့လိုမျိုးခံစားရတယ်ဆိုတာပေါ့နော် အဲ့ခါမှာကျတော့ဒီလိုမျိုးကိုကိုရိုင်းတော်၎င်းကိုယ်ဆွေနီးမျိုးဆက်တဲ့ကအမျိုးသမီးတို့တော်၎င်းပေါ့နော်ဒီလိုမျိုးအာရာသီမလာငယ်ချိန်မှာကြောသားနာကျင်မှုတွေခံစားနေရပြီဆိုလို့ရှိရင်တော့သူကနွားနှုတ်ဒိန်ကျင်တဲ့ cheese တွေကိုပုံမှန်စားသုံးမိပါလို့ပြောထားတယ်ပုံမှန်ဆိုပမာဏအများကြီးတော့မဟုတ်ဘူးပေါ့နော် cheese ဆိုလို့ရှိရင်ဒါပြောရမလို့အစီတွေအများကြီးပါတယ်ပေါ့ဒါကြောင့်မလို့နွားနှုတ်ဒိန်ကျင် cheese တွေကိုစားသုံးပြရမယ်ဒါဆိုရင်တော့ဒီခံစားရတဲ့ဝေဒနာရဲ့48ရာခိုင်နှုန်းလောက်ကိုတတ်တာစီမှာတဲ့အဲ့လောက်တတ်တာပါပြီဆိုရင်တော့မဆိုးဘူးနော်အဲ့တော့ဒါလေးစားသုံး းပေးရမယ်။အာနောက်တစ်ခုကဘာလဲဆိုတော့အဲ့လိုမျိုးဟိုဘောပြောရမယ်ဆိုရာသီဆန်ဝန်ဖြစ်ပေါ်နေတဲ့အချိန်မှာ ကိုကခေါင်းရမ်းကြိုက်တယ်ပေါ့ဒါမျိုးလည်းဖြစ်တတ်တာမင်းကလေးရအဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်တော့ဘာလုပ်ခိုင်းလဲဆိုတော့ဗာရန်စိတ်နဲ့တီဟိုစီတွေကိုစားပေးပါတဲ့အစိမ့်ဆန်လက်တဆုပ်စာစားပေးမယ်ဆိုလို့ရှိရင်တော့တနေ့တာအတွက်ကိုလိုအပ်တဲ့ပေါ့တတ္တုပမာဏရဲ့30ရာခိုင်နှုန်းကိုဖြည့်ဆွမ်းပေးပြီးသားပဲဒါကြောင့်မို့လို့ခုနပြောတဲ့အစိမ့်ဆန်နွားနို့ဒိန်ချင်းပြီးလို့ရှိရင် cheese ပေါ့ဒါတွေကိုစားသုံးပေးမယ်ဆိုလို့ရှိရင်တော့ဒါအကက်ခဲမှုဝေဒနာတွေကိုကောင်းကောင်းယူတတ်တာပြန်ဝင်စေမယ်တခုရှိတာအဲ့နာနီးပတ်ဝန်းကျင်တော့မှာပဲစားပေါ့နော်အမြဲတမ်းစားနေမယ်ဆိုရင်လည်းအဝိတ်တွေတက်လာဝတ်ထုတ်ဖြစ်နေအောင်ပဲဟုတ်ပါဘူး ်ဒါကနီလန်တစ်ခုပြီးတော့နောက်တစ်ခုကကြတော့အုံးစီရဲ့အတုံးဝင်ပုံနေပေါ့နော်ကိုယ့်ရဲ့အိမ်မှာအရင်ဆုံး ခုနဂရင်းနဲ့နန္ဒာနဲ့ပတ်သက်ပြီးတော့သွားရည်စီရုပ်ရည်အိမ်မှာကုန်ဝါးတဲ့ခါမျိုးပေါ့ဒါမှမဟုတ်သွားရည်စီမရနိုင်တဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်သူဟာရုတ်တရက်အသုံးပြုမယ်ဆိုရင်တဘာဝသွားရည်စီအနေနဲ့မုတ်ဖို့ဆိုတာနဲ့အုံးစီနဲ့ကိုရောပြီးတော့အသုံးပြုလို့ရတယ်အဲ့လိုမျိုးလားအုံးစီပါတဲ့အုံးစီပါတဲ့ကမို့ဆိုတဖုံးနေစားကုန်မယ်ထင်တယ်မုတ်ဖို့ဆိုတာနဲ့အုံးစီနဲ့သုံးလို့ရတယ်မိတ်ကပ်ဖြတ်စီအနေနဲ့ဆိုလို့ရှိရင်လေဟိုကိုသွားရည်နေရာမှာမိတ်ကပ်ဖြတ်စီရတယ်မပါဝါဦးမိသွားတယ်ဆိုလို့ရှိရင်ဂေါလိနဲ့အုံးစီလေးကိုတွတ်တူပြီးတော့မျက်နှာမှာဖြတ်ပေးတယ်လုံးဝစင်ကြယ်သွားလိမ့်မယ်မတ်စကာရာပဲဆိုလို့ရှိရင်တော့လေတစ်ခါလေ ီကြားလို့ရှင်ဟိုကိုချွတ်ဝခတ်လို့ရှင်အုံးစီလေး၃လိုက်အဆင်ပြေရနော်အုံးစီပဲဖြစ်ဖြစ်တန်လွင်စီပဲဖြစ်ဖြစ်အဲအလွယ်တကူကျွတ်သွားအောင်ဟုတ်တယ်ကဲနောက်ဆုံးနည်းတစ်ခုကဘာလဲဆိုတော့ခြေထောက်မှာအတမာရရှိနေတဲ့အသားကြီးအရန်ချောက်တယ်ဆိုလို့ရှင်အုံးစီနဲ့ဆားကိုရောရောပြီးတော့အဲ့လိုမျိုးအတမာရရန်ချောက်တဲ့နေရာတွေကိုပွတ်တိုက်ပေးပုံပွတ်တိုက်ပေးပါနော်ပုံမှန်လုပ်ပေးသွားမယ်ဆိုလို့ရှင်နော်အသားကြီးကအတမာရပြောက်ကင်းပြီးတော့နှုတ်ချောပြီးတော့ဝင်မွတ်လာနိုင်မယ်ဆိုပြီးတော့ပြောထားတယ်နီးလန့်လွတ်လွတ်လေးတွေပဲနော်ဟုတ်တယ် ကဲဒါဆိုရင်ဒီနေ့ဒါအကြောင်းအရာလေးဆုံးပါပြီเนาะအဆိုအင်ဂျီညာပြောပြီးနှုတ်ဆက်လိုက်တော့ဒီနေ့ခေတ္တပြုံမြေအစီအစဉ်မှာဝတ်ဆင်တဲ့အင်ဂျီတွေကတော့ Junction Square Shopping Center ပထမတန်းမှာရှိတဲ့ First Time Fashion Line ဖြစ်ပါတယ်ပရိသတ်တွေအားလုံးအတွက်ကိုခေတ္တပြုံမြေအစီအစဉ်ကနေပြောဘုဒ္ဓရအများကြီးများပြီးဖြစ်တဲ့အတွက်ဒီကနေ့ခေတ္တပြုံမြေအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရဲ့ရှင့် Bye bye